ိတ်ဓာတ်တွေနှိမ့်ကြနေတဲ့လူလောကကြီးမှာကိုယ့်ရဲ့စိတ်ဓာတ်ကိုမြင်မအောင်တိဆောက်ပြီးနေရမင်းလို့ပြောတာ။အဲ့တော့စိတ်ဓာတ်ကနှိမ့်ကြတယ်စိတ်ဓာတ်ကမြင့်မြတ်တယ်ဆိုတာဘာကိုပြောတာလို့အဲ့ဒါကိုတော့ဦးဇင်းတို့ကကောင်းကောင်းနားလည်ဖို့လိုမယ်နော်။လူလောကမှာနှိမ့်ကြတဲ့စိတ်ဓာတ်ဆိုတာလူချင်းရခြင်းတဲ့စိတ်လောဘကိုပြောတာ။မကြည်နိုင်မချမ်းနိုင်စိတ်တိုင်းမကြနိုင်တဲ့စိတ်ဒေါသကိုပြောတာ။ဖြစ်နေတာကတမျိုးဝတ်ထင်နေတာကတမျိုးအမှန်တိမှုမရှိတဲ့မောဟကိုပြောတာ။ စဉ်းစားကြည့်နော်လူလောကကြီးမှာဒီနေကြတဲ့စိတ်တွေနဲ့ပဲနေနေကြတာဟုတ်လားလူကျင်တာလောက်ပဲတည်တဲ့စိတ်နဲ့နေနေကြတာမကြည်နိုင်မချမ်းနိုင်စိတ်နဲ့ပဲနေနေကြတာအမှန်မသိမှုနဲ့ပဲနေနေကြတာဟုတ်တယ်မဟုတ်လားသူများကိုဝေဖန်မကြည့်နဲ့ကိုကိုကိုဝေဖန်ကြည့်ဟုတ်လားရလိုစိတ်ဖြစ်လိုစိတ်တွေနဲ့အချင်းကုန်းနေတာတခါတလေမုံစိတ်တွေနဲ့အချင်းကုန်းနေတာချိန်တိုင်းလူလိုကတော့မသိစိတ်တွေနဲ့ပဲအချင်းကုန်းနေတာဘာတွေတော့လောဘဒေါသမောဟမို့ဟုတ်တယ်မဟုတ်လား အဲ့ဒီလောဘဒေါသမောဟနဲ့နေတာကိုနှိမ့်ကြတဲ့စိတ်နဲ့နေတယ်လို့ပြောမလားမြင်မာတဲ့စိတ်နဲ့နေတယ်လို့ပြောမလားနှိမ့်ကြတဲ့စိတ်နဲ့နေကြတာနော်လူချင်းစိတ်တွေမုန်းစိတ်တွေမတိစိတ်တွေနဲ့ပဲနေနေတာအဲ့ဒါအောက်တန်းကြတဲ့စိတ်ပေါ့နော်အဲ့လိုစိတ်တအဖြစ်အောက်တန်းကြနေတဲ့လူလောကကြီးမှာကိုကစိတ်တကိုမြင်မာအောင်တိဆောက်ပြီးတော့နေရတယ်မြင်မာတဲ့စိတ်ဆိုတာလောဘဒေါသမောဟရဲ့ဆန့်ကျင်ဘက်အလောဘအဒေါသအမောဟကိုပြောတာဟုတ်ရဲ့လား လောဘဒေါသမောဟအာကြီးလာပြီဆိုလို့ရှိရင်ဘသူတည်တည်ငတိမာပြီးရောဆိုပြီးတော့ယုံညံ့တဲ့ကာယကမှုဝစီကမှုနဲ့လောကကြီးမှာအကြီးတန်းရုပ်ဆိုးကြတာတွေမရှိဘူးလားစိတ်တက်ကနှိမ့်ကြပြီဆိုရင်အပြောဆိုရလဲနှိမ့်ကြတာပဲအပြုမှုကလည်းနှိမ့်ကြတာပဲ